လူတသိန်းမှာဇန်900လောက်အလိန်ခံထိနေတာခင်ဗျားသိပြီပြလားမသိဘူးဇန်ဒီဗီဒီယိုကိုစစ်ကြည့်ပါဒီနေ့မှာကြားတကောင်နဲ့မြောက်တကောင်ရှိတယ်။သူတို့နှစ်ယောက်ကအသီးတွေရထားတယ်။ကြံနေတဲ့မိတ်ဆွေကိုစားစိတ်ချင်လို့မြောက်ကကျွန်တော်အသီးကကောင်းတယ်။ကျွန်တော်အသီးကအန်ရကင်းတယ်။ကျွန်တော်အသီးကအစိတ်မရှိကောင်းတဲ့အသီး။ယုံကြည်လို့ရတာ။မြောက်ကိုကြည့် နောက်ကဘလုံးလဲဘလုံးလဲဖြစ်နေတယ်မြောက်လေသူကယုံကြည်မှာလေအမေကြားကကြတော့တောက်တုံးပေါ်မှာတက်ပြီးတော့အပေါ်ကနေအာရပါရသူအော်ချလိုက်တယ်ကျွန်တော်အတီးကလက်ဆက်တယ်ကျွန်တော်အတီးကစားအမယ်စင်ကျွန်တော်လိုမျိုးအင်းအားရမယ်ကျွန်တော်လိုမျိုးတွက်လာမယ်ကျွန်တော်အတီးကအနေမရှိဘူးအပေါ်ကနေပြီးတော့ဟင်းခနဲ့စင်တော့ပြောချလာတယ်အောက်ကလူတွေကသူ့ကိုကြည့်ပြီးတော့ဆိုရတယ်ကြားသူ့ရဲ့ပုံစံမှန်ရှိတယ် ယုံကြည်ရမဲ့ပုံစံတွေရှိတယ်။သူ့မှာပါဝါအာဏာတွေရှိ။သူ့ရဲ့စကားတံတွေကလည်းဟိန်းကနေစင်တော့ဒါကြောင့်လူတွေကဘ누구ယွေမလဲ။ညကိုယွေမလား။ကြားကိုယွေမလား။ကြားဘောပဲယွေမှာပဲ။ဘာဖြစ်လဲ။ကြားရဲ့ပုံစံကိုကြည့်လိုက်ဆိုရင်ယုံကြည်လို့ရတယ်။ဒါပေမဲ့ညရဲ့ပုံစံကယုံကြည်လို့မှမရတာ။ကြားအသီးကိုပဲယွေကြတယ်။အဲ့ဒီချိန်မှာညကလည်းဝင်ပြောတယ်။ကျွန်တော်အသီးကပို့ပြီးတော့ဆက်ဆက်တယ်။ကျွန်တော်အသီးကပို့ပြီးတော့အန်ရည်မရှိကျွန်တော်အသီးကပို့ပြီးတော့ ကောင်းတယ်ဆိုတာဘလောက်ပဲပြောပြောလူတွေကမကြတော့ကြားရအသီးကိုယူရစားပြီးတော့နောက်တစ်နေ့မှာအကုန်လုံးအစင်းနဲ့တဖြည်းဖြည်းနဲ့တကောင်ပြီးတကောင်တကောင်ပြီးတကောင်ပြေးသွားကြတယ်တကောင်ပြီးတကောင်အင်အားတွေပြက်ပြီးတော့ထိသွားတာလည်းရှိတယ်လူမျိုးလွယ်တဲ့တရိစ္ဆာန်တွေကတနေ့မှာမြောက်ကိုကြည့်ပြီးတော့အေးငါတို့မြောက်ကိုမယုံကြည်ရတာငါတို့အမှားပဲမြောက်ကပြောတာမှန်တယ်ကြားကိုပြန်ကြည့်တော့သိတယ်ဒီကြား သူတို့ကိုလိန်နေတယ်ဆိုတာသိတယ်ဒါပေမဲ့ကြားရဲ့ပုံစံကယုံကြည်လို့ရတဲ့ပုံစံဖြစ်တယ်ဒီကြားကမှန်နေရှိတယ်သူပြောတာမမှားဘူးဆိုတာဒါကြောင့်မြောက်ကမယွေဖြစ်တာကြားကိုပြန်ယွေဖြစ်တာဒါတွေကကျွန်တော်တို့လူတွေနဲ့အတူတူပဲအခုခေတ်ကြီးထဲမှာလူသသိန်းလောက်ရှိတဲ့ဝန်းကျင်မှာလူ6000လောက်တော့လိန်ခံရတယ်။ဘာဖြစ်လဲကျွန်တော်တို့ရုပ်ရှင်နဲ့ပုံစံကိုဆုံးဖြတ်ကြတာ။ တကယ်သူလူရက်ကိုသွားပြီးတော့မကြည့်ပဲနဲ့စန္ဒသူရဲ့ပုံစံသူပြောတဲ့စကားတိုင်းအနေသားကိုကြည့်တယ်နဲ့ယုံကြတယ်ကျွန်တော်တို့မိတ်နေတာကသူရဲ့လောက်ရက်ကရောကျွန်တော်တို့ကြည့်ပြီးပြီလားဆိုတာမသိဘူးသူရဲ့အခြေအနေကိုကြည့်အတီကောင်မစိုးဘူးအတီကောင်ယုံကြည်လို့ရတယ်သူရဲ့ပုံစံကိုကြည့်ပြီးတော့သူကဒီမြောက်မလိမ်နိုင်ဘူးဘာဖြစ်လဲသူ့မှာပါဝါရှိတယ်သူရဲ့ပုံစံနဲ့ရှိတယ်ဒီကောင်ကလိမ်မဲ့ပုံမပေါဘူးဆိုတာကျွန်တော်တို့အဲ့လိုမျိုးလွယ်လွယ်လေးနဲ့ဆုံးဖြတ်ကြတယ်ဒါကြောင့်လူအယောက်တစ်တိုင်းမှဆင်တော့5000လောက်တော့ အလန့်ခံထိတယ်လို့ကျွန်တော်ပြောချင်ပါတယ်အဒီဗီဒီယိုကိုကြည့်နေတဲ့ညီကောင်မတို့မှာကျွန်တော်ဘာမှချင်လဲချင်တာကျွန်တော်တို့လူတယောက်ကိုယုံကြည်ဖို့အတွက်ကျွန်တော်တို့စီးပွားရေးတခုကိုလုပ်ဖို့အတွက်ဒီလူကအပေါ်ရန်လောက်ပဲကျွန်တော်တို့မကြည့်နဲ့အာသူ့ရဲ့ပုံစံနဲ့သူ့ရဲ့လုပ်ရက်တွေကိုကျွန်တော်တို့အရှိမလုံပြနေတဲ့အရာတွေကိုဒါတစ်ခုနဲ့ပဲမယုံကြည်ဘဲနဲ့ကျွန်တော်တို့ ူရဲ့နောက်ကျောင်းတယ်သူရဲ့အသွင်းတွေကဘာတွေလုံနေလဲဘယ်လိုမျိုးပုံစံလဲယုံကြည်လို့ရလားယုံကြည်လို့မရဘူးလားဆိုတာကျွန်တော်တို့စစ်ဆေးပါလို့ကျွန်တော်မှတ်ချင်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ